ဒန်ယာရီအနာမချန်သေးလို့ United ကိုအမြင့်ပြန့်ချိန်မုံမှုမန်စီးတီးကိုပြောင်းခဲ့တာဆိုတဲ့ချာကီပရိသတ်များလောက်ဝဲမိပါဗျာမန်ချက်စတာဖော်ဝါဆောင်ရတဲ့အားလုံးကိုပြန်လည်ချိုးလိုက်ပါရင်မန်ချက်စတာစီးတီးတင်းရဲ့ကစားမသည့် Ryan Chaki ကတော့ကျောင်းတော်ဂျီလုံးကရန်စားတွေကိုဖွင့်ရလာခဲ့ပါရင်မန်ချက်စတာ United အသင်းပေါ်မချင်တဲ့အချက်တွေကိုချာကီကလူသိရှင်ကြားထုတ်ပြောလာခဲ့တာပါချာကီကတော့ဒီနေရာသီးပြောင်းရှင်မှာပြင်သစ်လီဂူဝမ်ကလန်လိုင်အောင်အသင်းကနေမန်စီးတီးအသင်းကိုပြောင်းရှင်လာခဲ့တာပါပြင်သစ်သားကတော့ ။ချစ်ဆောင်လိုက်တဲ့တင်ကိုမချင်းတဲ့ချက်တွေတော်တော်လေးကြီးမားနေပုံပါပဲ။ဒီကနေ့ရာသီရဲ့ Europa League Quarter Final ဖြစ်ကစားခဲ့ကြတဲ့ Manchester United အသင်းနဲ့ Lyon အသင်းတို့ရဲ့ပွဲစဉ်ကိုအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်။ပထမကြောဖြစ်တဲ့ Lyon အသင်းရဲ့အိမ်ခွေမှာတပတ်တကောစီတေးကြခဲ့လို့ဒုတိယကြောပွဲစဉ်ဖြစ်တဲ့ Old Trafford ကပွဲစဉ်ကအဆုံးဖြတ်ဖြစ်လာခဲ့တာပါ။အဲဒီပွဲစဉ်မှာ Lyon အသင်းကဂိုးပြတ်ဦးဆောင်ပြီးအနိုင်တေးကြပြီးလို့ထင်မှတ်ရချိန်မှာပဲ United ကကမ်ဘက်လုပ်ပြခဲ့ပြီး9ဂိုးလေးဂိုးနဲ့နိုင်ယူပြီးနောက်တစ်ဆင့်ကိုတက်လန်းသွားခဲ့တာပါ။ ချာဂီအတွက်တော့ဒီပွဲကနေအတော်လေးစိတ်တန်ရာရခဲ့တဲ့ပုံပါပဲ။မန်ချက်စတာစီးတီးအသင်းရဲ့ကစားမအသင်းဖြစ်လာခဲ့ပြီးနောက်ပိုင်းအင်တာဗျူးတစ်ခုမှာချာဂီကအခုလိုမျိုးပြောဆိုသွားခဲ့ပါရီ။ကျွန်တော်ကလိုင်ယွန်မမွေးလိုင်ယွန်မကြီးပြင်းခဲ့လို့လိုင်ယွန်အသင်းနဲ့တုန်းကမန်ချက်စတာယူနိုက်တက်အသင်းကိုရှုံးခဲ့ရတာလုံးဝမကြိုက်ပါဘူး။အခုတော့ကျွန်တော်မန်ချက်စတာဒါဘီကိုစောင့်မျှော်နေပါပြီ။ကျွန်တော်တို့ကိုအမြင့်ပြည့်ချေမုန်းပြပါမယ်။ဒါကြောင့်လည်းမန်စီးတီးကိုရောက်ရှိလာခဲ့တာပါလို့ပြင်သစ်သားကပြောဆိုသွားခဲ့ပါရီ။ ဒီလိုရန်စားတွေကြောင့်လည်းလာမယ့်ရာသီမန်ချက်စတာဒါဘီကအရင်ကထက်ပိုပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်မဲ့နေထားမှရှိနေပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရရင်ဒီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။